အကောင်ကြီးကြီးတထေတောက်ကိုမှတွဲနေတဲ့တမီးဖြစ်သူတစင်သူမြက်ကိုပြတ်သားတဲ့စကားတခုပြောလာတဲ့လူရှင်တော်ခင်လိုင်းဗိဒ္ဓအရှိတော်တစင်သူမြက်ဆိုတာအလုံးတကြတဲ့အတိုင်းနိုင်ငံကျော်ဟာတလူရှင်တော်ကြီးဥကင်လိုင်းရဲ့တမီးချော်လေးဖြစ်ပါတယ်။ဒါပေမဲ့သူမကဖောက်ကင်ရဲ့အရှင်ဝါတခုတည်းနဲ့ရတိနေသူမဟုတ်ပါဘူး။ယူဘဗိဒ္ဓပါလာရနဲ့ပွဲရထားတဲ့ပညာသက်တယောက်ဖြစ်တယ်လို့ဘလော့ဂါတယောက်အနေနဲ့ရောရုပ်ဆောင်တယောက်အနေနဲ့ပါဥခြေတော်ပေါ်ကိုရတိပြီးတော့အောင်မြင်မှုလမ်းကြောင်းကိုချောက်လန်းနေတဲ့သူလေးပါ။ ။တတော်ရပိုင်းမှာတော့ဒစင်ထူမြင့်ရဲ့အရှိရေးတင်းကတော်တော်လေးကိုဟိုးလေးတကြောဖြစ်နေခဲ့ပါလေ။ဒီမှာရွေးချယ်လိုက်တဲ့ရှစ်တူကောင်လေးကဒါမှမဟုတ်ပဲရန်ကုန်မြို့ရဲ့ night light လောကမှာနာမည်အကြီးဆုံးဒဘိုက်ပါရွန်ဘာကြီးကိုပိုင်ဆိုင်ထားတဲ့ထိတ်တန်းတစ်ထိတ်တာဖြစ်နေလို့ပါပဲ။ဒီတင်းထွက်လာတဲ့အခါမှာတော့ပရိသတ်တွေကဒစင်ထူမြင့်ကတော့တထေးသားအကောင်ကြီးကြီးကိုမှရွေးချယ်လိုက်ပြီးဥခင်လိုင်းတို့ကတော့ရွှေတမဲရပြီဆိုပြီးတော့ဝိုင်းဝန်းပြောဆိုခဲ့ကြပါတယ်ဒီလိုအရှင်နေမျိုးမှာလူတိုင်းစိတ်ဝင်စားနေကြတာက ဖခင်ဖြစ်သူဥခင်လိုင်းရဲ့တဘောထားပါပဲ။တမီးဖြစ်သူကအခုလိုရှမ်းသာကြွယ်ဝတဲ့တစည်းသားနဲ့တွဲနေတဲ့အပေါ်မှာဖခင်တယောက်အနေနဲ့ဘလို့မြင်လဲဆိုတာကိုမေးခွန်းထုတ်စရာဖြစ်လာပါတယ်။အများထင်ထားကြတာကတစည်းသားကိုကြိုက်တာကောင်းတယ်ဆိုပေမဲ့တခါတလေတစည်းသားတွေကမိန်းကလေးတွေကိုအတိမတွဲပဲအပျော်ကြံကြတာမျိုးလည်းရှိပါတယ်။ဒါကြောင့်မိဘတွေမှာယဉ်ပူနေရတာပါ။အခုလည်းတစင်သူမြတ်ကိုဘားပိုင်ရှင်နဲ့တဘောတူလားမတူဘူးလားဆိုတဲ့ဒီမေးခွန်းကိုတော့ခင်လိုင်ကတကယ်ကိုခက်မိပြီးတော့ ပြတ်သားတဲ့စကားတစ်ခုနဲ့အပြေပြေးလိုက်ပါတယ်။ခင်လိုင်ပြောခဲ့တာကသမီးဖြစ်သူတစ်သေးနဲ့ပဲကြိုက်ကြိုက်စင်ရဲသားနဲ့ပဲကြိုက်ကြိုက်သူအနေနဲ့တဘောမတူပိုင်ခွင့်သားပိုင်ခွင့်မရှိပါဘူးဆိုတော့စကားပါဆက်လက်ပြီးတော့လဲဥခင်လိုင်ကမိဘဆိုတာသားသမီးကိုလမ်းပြပေးလို့ပဲရတယ်။အိမ်တော်ဖက်ရွေးချယ်တဲ့ကိစ္စမှာဒီလူနဲ့မကြရဘူး။ဟိုလူနဲ့မှကြိုက်ရမယ်ဆိုပြီးဝင်ရောက်ဆုတ်ဖက်ပိုင်ခွင့်သားပိုင်ခွင့်မရှိပါဘူး။သူတို့ကြိုက်ရှင်တဲ့သူနဲ့ကြိုက်ခွင့်ရှိတယ်။ဖခင်တယောက်အနေနဲ့လုတ်ပေးနိုင်တာကတော့ ။တမီးလေးရဲ့ရွေးချယ်မှုမှန်ကန်ပါစေ။တမီးလေးရဲ့ဘဝခီးလန်းတာယာဖြောက်ဖြူးပါစေဆိုပြီးစုတောင်းပေးယုံကလွဲလို့ကြံတာဝင်ပန်ခွင့်မရှိပါဘူးလို့ပို့ပွေလင်းလင်းပြောကြားခဲ့ပါတယ်။ဒီလိုစိတ်ထားမျိုးထားနိုင်တာကတကယ်တော့မလွယ်ကူပါဘူး။အထူးသဖြင့်နာမည်ကြီးမိသားစုတွေမှာသာသမီအရေးကိုမိဘကရှယ်လဲရှင်ကြတာများပါတယ်။ဒါပေမဲ့ခင်လိုင်ကတော့သမီးဖြစ်သူရဲ့ပညာအရေးရှင်အနည်းပညာစွမ်းရည်နဲ့ကိုယ်ရေးကိုယ်တွေးကိုယုံကြည်ပြီးတော့ လွတ်လပ်ခွင့်ပေးထားတာကခင်မီမိဘတွေအတွက်အတူယူစရာပါတဖက်မှာလည်းသစင်ထူမြက်ကကိုပိုင်အစွမ်းစားနဲ့အောင်မြင်နေတဲ့အမျိုးသမီးငယ်တယောက်ဖြစ်လို့ဒီမရဲ့ရွေးချယ်မှုကအမှားမရှိနိုင်ဘူးလို့ပိတ်သက်တွေကတော့တုံ့တကြပါတယ်တတိသားနဲ့တွဲလို့ကံကောင်းတဲ့ဆိုတာထက်နှစ်ယောက်စလုံးကအရင်ရှင်းချပြီးတော့လိုက်ဖက်ညီတဲ့စုံတွဲတတွဲမို့လို့ဒါဖခင်ကြီးကစိတ်ချလက်ချနဲ့အခွင့်ပြုထားတာဖြစ်နိုင်ပါတယ်ခင်လာရဲ့အဒီစကားကတကယ်ကိုလေးစားစရာကောင်းပါတယ်တရှုံမိဘတွေကဒါသမီးရဲ့အရှိရေးမှ ငွေကြေးကုန်ပကဒနာကိုကြည့်ပြီးတော့ဝင်ရောက်ဆွတ်ဖက်တက်ကြပေမဲ့ခလိုင်ကတော့တမီးဖြစ်သူရဲ့ဆုံးဖြတ်ချက်နဲ့လွတ်လပ်ခွင့်ကိုအပြေးဝါလေးစားမှုပေးထားတာတွေ့ရပါတယ်။ဒါကသူတို့မိသားစုရဲ့အနှွေထွေးမှုနဲ့အသားသမီးတွေကိုဘလောက်ထိယုံကြည်မှုပေးထားလဲဆိုတာကိုတည်တည်ပြတ်သားနေတာပါ။သစဉ်သူမြတ်ကိုယ်တိုင်ကလိမ္မာရေရှားရှိပြီးတော့ပညာတတ်တယောက်ဖြစ်လို့တမရဲ့ရွေးချယ်မှုတွေအပေါ်မှာဖခင်ဖြစ်သူကယုံကြည်စိတ်ချနေပုံရပါတယ်။တတိတာဖြစ်လို့တဘောတူတာမဟုတ်ပဲတမီးလေးရွေးချယ်တဲ့သူဖြစ်လို့ လက်ခံပေးတဲ့ဖခင်မြတ်တာကိုမြင်တွေ့လာရတာပါ။ကဲပိတ်တာကြီးရေသမီးဖြစ်သူရဲ့အရှင်ရေပေါ်မှာဝင်ရောက်မဆွတ်ဖက်ဘဲနဲ့လွန်လောက်ခွင့်ပေးထားတဲ့ခင်လိုင်ရဲ့ခံယူချက်ကိုဘယ်လိုမြင်ကြပါဒလဲ။သစဉ်သူမြတ်တို့ဇုံတွဲလေးကိုရတဘောကြရလား။ပိတ်တာကြီးရဲ့အမြင်ကိုမှတ်ချက်ပေးခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။嗯。